စီမပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဧပြီလ10ရက်နေ့သမစီမပရိုင်တိုင်းစီမပင်မသတင်းအစီအစဉ်ကနေနှုတ်ခွန်းဆက်တာလိုက်ပါရယ်။ဒီအစီအစဉ်ကိုကျမရွှေနွယ်ကတင်ဆက်ပေးသွားမှာဖြစ်ပါရယ်။ဒီကနေ့အစီအစဉ်မှာဧပြီလ9ရက်နေ့တရက်ထဲမှာမြို့သုံးမြို့ကိုစစ်ကောင်စီလေးချောင်းကနေတိုက်ခိုက်လို့အရသာ36ဦးထပ်မံတေဆုံးတဲ့တရင်ငလင်အကူညီအတွက် Trump အစိုးရကိုစစ်ကောင်ဆောင်ကျေးဇူးတင်တဲ့အကြောင်းလေပြင်းနဲ့ရောင်းအာရော့သွားပေမဲ့မိုးရွာသွန်းမှုနဲ့မြေပြုံမှုတတိပြူရမယ်တဲ့တဲ့ ။ရာရှိုးမာယာဆွမှုကျူးလွန်သူ9ဦးကို MNDA ကလူများရှိမှကွက်မြတ်တဲ့တရင်အပါဝင်တခြားရည်ကြည်တရင်တွေနဲ့စိတ်ဝင်စားပွဲတရင်တွေကိုတင်ဆက်ပေးသွားမှာပါရှင်။စကောင်းစီတက်ကမနေ့ကဧပြီလ9ရက်နေ့မှာချင်းမြင့်နယ်မင်းတပ်မြို့နယ်ဒီတိန်မြို့စကိုင်းတိုင်းဝင်းတုံမြို့တို့ကိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အရသာပြည်သူ36ထပ်မင်းနဲ့တေဆုံခဲ့ရပါတယ် စကိုင်းတိုင်းဝန်းတုံမြို့နယ်နန်းခမ်းကျေးရွာကိုစကောင်းစီတပ်ကဧပြီလ9ရက်နေ့ညနေမှာဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင်24ဦးထပ်မံနဲ့တေဆုံးသွားတယ်လို့မြေပြင်သတင်းမြစ်တွေကမျိုးစီမကိုပြောပါရယ်နန်းခမ်းရွာကိုညနေ3နာရီလောက်မှလေကြောင်းကနေစတင်တိုက်ခိုက်ခဲ့ပြီးညနေ6နာရီလောက်မှလည်းနောက်တစ်ကြိမ်လာရောက်တိုက်ခိုက်သွားတယ်လို့သတင်းရရှိပါရယ် အပြင်ချင်းပြည်နယ်မင်းတပ်နယ်ဒီတိမ်မျိုးတို့ကိုလည်းမနေ့ကစကောင်းစီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ကလင်းငယ်၃ဦးအပါဝင်ဒေသခံ၁၂ဦးသေဆုံးပြီးတော့၉ဦးဒဏ်ရာရရှိခဲ့တယ်လို့ချင်းကောက်ွယ်တပ်ဖွဲ့တွေထံကသိရပါတယ်။ည၈:၄၄မိနစ်နဲ့၈:၅၈မိနစ်တို့မှာမင်းတပ်မျိုးနယ်တိုက်နယ်အမှတ်၄အတွင်ကို ပေါင်900ပုံနဲ့2ကျင်းတိတိမြို့နယ်ဆိုင်းဆန်ကြေးရွာကိုည7နာရီကျော်လောက်မှ2ကျင်းပေါင်900ပုံနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ချင်းကကွယ်တပ်ဖွဲ့မင်းတက် CDF မင်းတက်ရဲ့ COC ချုပ်ကမျိုးစိမကိုပြောပါရယ်ဒီတိုက်ခိုက်မှုကြောင့်မင်းတက်မြို့နယ်မှာဒေသခံကလေး2ဦးမတန်ဆွမ်း2ဦးတက်ကြီးရွယ်ဦး2ဦးနဲ့ခရိယံဓမ္မဆရာ2ဦးစုစုပေါင်း6ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါရယ်ချင်းပြည်နယ်ဖလန်းမြို့ကိုဧပြီလ9ရက်နေ့မှာချင်းကကွယ်ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတော့စစ်ရှုံးနေတဲ့စစ်ကောင်စီတပ်က ောင့်အရက်သားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်တယ်လို့ CDF မင်တပ်စစ်ဦးစီးချုပ်ကပြောပါရယ် မက်စလန်28ရက်နေ့ကလှုပ်ခတ်သွားတဲ့အင်အားပြင်းငလင်းကြောင့်ပြည်သူတွေဘေးသင့်နေချိန်မှာစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်တာလက်နက်ကြီးနဲ့တိုက်ခိုက်တာတွေကိုလုပ်နေတာကြောင့်အရသာထိခိုက်သေးဆုံးမှုတွေရှိနေတယ်လို့မြို့သားညညွေဆိုရအန်ယူဂျီကလည်းထုတ်ပြန်ထားပါတယ်။မက်စလန်28ရက်နေ့ကငလင်းလှုပ်ခတ်ပြီးချိန်ဧပြီလ10ရက်နေ့မွန်းလွယ်ပိုင်းအထိဒေသအနှံ့မှာလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှု62ကြိမ်ပြုလုပ်ခဲ့ပြီးကလေးငယ်6ဦးနဲ့အမျိုးသမီး30ပါအပါအဝင်အရသာ82ဦးသေဆုံးခဲ့တယ်လို့အန်ယူဂျီကထုတ်ပြန်ထားပါတယ်။ ်အမေရိကန်အရက်ဖတ်လူသားချင်းစာနာထောက်ထားမှုအဖွဲ့တစ်ခုဖြစ်တဲ့ Samaritan Spas အဖွဲ့ရဲ့နေပြည်တော်မှာရှိတဲ့ယာယီဆေးရုံကိုစစ်ကောင်စီကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းကဧပြီလ9ရက်နေ့ကတွားရောက်စင်မှာငလျင်ဘေးတက်မြန်မာကိုလာရောက်ကူညီတဲ့အတွက်အမေရိကန်အစိုးရကိုကျေးဇူးတင်တယ်လို့ပြောကြားခဲ့ကြောင်းဧပြီလ10ရက်နေ့ဒီကနေ့ထုတ်စစ်ကောင်စီသတင်းစာကဖော်ပြပါရခရိယန်တရားဟောဆရာ Franklin Graham ဦးဆောင်တဲ့ Samaritan's Pass ခရီးရန်အဖွဲ့အစည်းကတဘာဝပေးစစ်ပေးအငတ်ပေးယောဂါနဲ့တခြားလူအပ်တဲ့နေရာတွေမှာဒုက္ခရောက်နေသူတွေကိုကူညီတဲ့အသင်းအဖွဲ့အစည်းဖြစ်တယ်လို့သိရပါဗျ။ ဒီဘွဲ့ကငလျင်လှုပ်ခတ်ပြီးရပိုင်းအကြားဧပြီလ၄ရက်နေ့မှာမြန်မာနိုင်ငံကိုရောက်ရှိလာပြီးတော့ပြင်ပလူနာဌာနအရေးပေါ်ကုသမှုဌာနခွဲစိတ်ကန်းစည်းစတူနဲ့ဓာခွဲကန်းပါဝင်တဲ့ဂဒင်60ယာယီစေယုံကိုဖွင့်လက်ကကျမိုင်ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်မက်စလန်28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ဖြားအပြင်းငလျင်ဘေးတန်တင်ခရသူတွေအတွက်နိုင်ငံတကာကကူညီကယ်ဆယ်ရေးအဖွဲ့တွေအရေးပေါ်အကူအညီတွေပေးပို့ခဲ့ပြီးစကောက်စီပြောခွင့်ရသူဗိုလ်ချုပ်စော်မင်းထွန်းရဲ့ပြောဆိုချက်အရဧပြီလ9ရက်နေ့အထိနိုင်ငံပေါင်း 22နိုင်ငံကလေးရင်အခောက်ရေ106ခောက်ရောက်ရှိခဲ့ကာကယ်ဆယ်ရေးဝန်ထမ်း1900ကျော်ထောက်ပံ့ပစ္စည်းတန်ချိန်1400ကျော်နဲ့ကယ်ဆယ်ရေးပစ္စည်းတန်ချိန်1100ကျော်ရောက်ရှိခဲ့တယ်လို့သိရပါတယ်အမေရိကန်နိုင်ငံကလည်းငလျင်ဘေးတစ်မြန်မာပြည်သူတွေအတွက်အရေးပေါ်တုံ့ပြန်မှုအနေနဲ့မြန်မာနိုင်ငံအခြေစိုက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးနေတဲ့အဖွဲ့အစည်းတွေကနေတဆင့်အမေရိကန်ဒေါ်လာကိုတန်ပံ့ပိုးကူညီသွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံကဧပြီလ9ရက်နေ့မှာဖော်ပြထားပါရဲ့ရှင်။ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရေဝန်ကအားလျော့သွားပြီးဖြစ်ပေမဲ့မိုးရွာသွန်းမှုတွေဆက်ရှိနေနိုင်ပြီးတော့မြေပြုံမှုအန္တရာယ်သတိပြုဖို့စကောက်စီရဲ့မိုးစလထဏာကထုတ်ပြန်ထားပါတယ် မွတ်စလာဌာနရဲ့ဧပြီလ10ရက်နေ့ဒီကနေ့မနက်9နာရီခွဲအချိန်တိုင်းထွက်ချက်အရဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရောင်းဝန်းကအာရော့သွားပြီးဘင်္ဂလားပင်လယ်အော်အလဲပိုင်းကိုဆက်လက်ရွေ့ရှားနေတယ်လို့ဆိုပါတယ်။ဒီလေပြင်းအားနဲ့ရောင်းဝန်းရဲ့အချိန်ကြောင့်ဒီကနေ့မနက်ကနေ့ဧပြီလ18ရက်နေ့အတွင်းငလင်တန်တဲ့ဒေသတွေဖြစ်တဲ့စကိုင်းတိုင်းနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းပါဝင်တိုင်းနဲ့ပြည်နယ်အလုံးမှာမိုးရွာသွန်းမှုတွေရှိနေနိုင်ကြောင်းမွတ်စလာကသတိပေးထားပါတယ်။ မိုးတဲထန်ဆွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်တာမိုးထစ်ချုံရွာတာမိုးကြိုးပစ်တာလျှက်စီးလက်တာမိုးသီးကြွေတာလျှက်တပြက်ရေကြီးတာနဲ့မြေပြုံးမှုအန္တရာယ်တွေတဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်လာနိုင်တယ်လို့အသိပေးထားပါတယ်။ဒါကြောင့်ကုန်းမြင့်ဒေသမှာနေထိုင်ကြသူတွေအနေနဲ့မြေပြုံးမှုအန္တရာယ်နဲ့မြင့်ငယ်ချောင်းငယ်အနေမှာနေထိုင်ကြသူတွေအနေနဲ့လည်းရေကြီးရေရှမ်းမှုအန္တရာယ်တွေကိုကြိုတင်သတိပြုရှောင်ရှားကြဖို့တတိပေးထားပါတယ်။ ဧပြီလ16ရက်နေ့ကနေမေလ15ရက်နေ့ကမြန်မာနိုင်ငံရဲ့မိုးကြိုကာလဖြစ်ပြီးတော့ဒီကာလမရောက်မီရုတ်တရက်ဖြစ်ပေါ်လာနိုင်တဲ့ထူးခြားမိုးလေဝသအခြေအနေကိုလည်းသတိပြုကြဖို့မိုးလေဝသဆိုင်ရာလေ့လာသူဦးဝင်းနိုင်ကလည်းတိုက်တွန်းထားပါတယ်။ဧပြီလ9ရက်နေ့ကအင်အားပြင့်ငလင်းကိုပြင်းထန်စွာခန်းဆားခဲ့ရတဲ့ဒေသတွေမှာနောက်ဆက်တွဲငလင်းငယ်တွေလှုပ်ခတ်တာမိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခိုက်တာတွေလည်းရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမှာငလျင်တန်တဲ့ဒေတာအများစုမှာကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လက်လှုပ်ဆောင်နေရဆဲဖြစ ဖြစ်ပြီးဒေသခံအများစုကနေအိမ်တွေပျက်စီးသွားတဲ့အတွက်လမ်းမတွေပေါ်မှာနေထိုင်နေရဆဲဖြစ်ပါတယ်မြစီမာကဧပြီလ9ရက်နေ့အထိနောက်ဆုံးရရှိထားတဲ့အချက်အလက်တွေအရပြင်အား9.8အဆင့်ရှိတဲ့ငလျင်ကြောင့်မြန်မာနိုင်ငံအတွက်မှာတည်ဆောင်းခဲ့ရသူ9352ဦး ဒဏ်ရာရသူ9000ကျော်နဲ့ပျောက်ဆုံးနေသူ930ကျော်ရှိလာပြီးဖြစ်ပါတယ်။ငလင်ကြောင့်ထိခိုက်သေးဆုံးမှုအများဆုံးကမန္တလေးတိုင်းဖြစ်ပြီးမြို့နယ်73မြို့နယ်မှာသေဆုံးသူ3530ဦးနဲ့ထိခိုက်ဒဏ်ရာရသူ3000ကျော်ရှိနေပါတယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့မှာမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော် MNDA ကဒေသရဲမှာရာဇဝမှုကျူးလွန်ထားသူ၈ဦးကိုဧပြီလ၁၀ရက်နေ့ဒီကနေ့မနက်ပိုင်းမှာအများပြည်သူရှေ့မှာမှပြစ်ဒဏ်ဆီရင်ချက်ချပြီးဒီထက်က၅ဦးကိုတော့တည်ဒဏ်ဆီရင်ခဲ့တယ်လို့ MNDA တပ်ဖွဲ့ဝင်ထံကသိရပါဗျ။တမင်းအရင်ဖြစ်သူကိုအာဓမပြုကျင့်မှုနဲ့ထောင်တသက်ချမှတ်ခံရသူတအူလူတတ်မှုနဲ့တည်တံချမှတ်ခံရသူတအူ ဒုတ်တာလက်နက်ကိုင်းဆောင်ပြီးတော့ခိုးမှုလူရက်မှုဓမြမှုပြင်းထန်နာကျင်စိမှုလူတက်မှုတွေကိုအကြိမ်ကြိမ်ကျူးလွန်တာကြောင့်တေဒန်ချမှတ်ခံရသူ9ဦးနဲ့ထောင်တသက်ချမှတ်ခံရသူ2ဦးတို့ပြစ်ဒဏ်ဆင်းရဲခံရတာဖြစ်ပါတယ်။တေဒန်ချမှတ်ခံရသူ6ဦးတဲ့ကမှာ2ဦးကိုတော့ပြစ်ဒဏ်ကနေနှစ်နှစ်ဆိုင်းငံ့ထားတာကြောင့်ကျန်တဲ့9ဦးကိုဒီကနေ့မှာတေဒန်ဆင်းရဲခဲ့တယ်လို့သိရပါတယ်။ တစ်တံမစီရင်ခင်မြို့ကိုပတ်ပြရဲပြီးတော့၅ရောက်ကိုတေတံစီရင်ပြီးဘသူမဆိုသွားကြည့်ရတယ်လို့လာရှုမြို့ခံတို့ကပြောပါရယ်ဒီရာဆွေးမှုတွေကို MNDA အထုဒေတာတတရားရုံးနဲ့ရဲဌာနတို့ကပူးပေါင်းဆောင်ရွက်ခဲ့တာလို့သိရပါရယ် MNDA က2029ခုဆစ်စင်ရင်နဲ့အတူ2024ခုနှစ်ဩဂတ်လမှာလာရှုမြို့ကိုတင်ပိုက်ထိန်းချုပ်ခဲ့ပြီးအထုဒေတာတအဖြစ်ထည့်သွင်းသတ်မှတ်ခဲ့တာဖြစ်ပါရယ်အဲ့နောက်တရုတ်အစိုးရရဲ့ PR တွေကြောင့်လာမယ့်ဧပြီလ22ရက်နေ့မတိုင်မီစစ်ကောင်စီလက်ထက်ကိုမြို့ကိုပြန်လည်အနှံပြီး မြို့ပေါ်မှာရှိတဲ့ MND ရဲ့တပ်တွေဌာနဆိုင်ရာတွေကအထုတေတာတင်နေမြေကိုပြန်လည်ဆုတ်ခွာသွားမှာဖြစ်တယ်လို့သိရပါဗျာ။ MND ထိန်းချုပ်ထားတဲ့ဒေတာတွေမှာဒီလိုမျိုးလူတက်မှုနဲ့ရာဇဝမှုကျူးလွန်သူတွေကိုအများပြည်သူရှေ့မောင်မှာစီရင်ချက်ချတည်တံပေးလေရှိပါတယ်။2024ခုနှစ်ဧပြီလအတွင်းကလည်းလောက်ကိုင်းမျိုးမှာပြစ်မှုကျူးလွန်မှုနဲ့ဖမ်းဆီးခံထားတဲ့တရားခံ3ကိုအများပြည်သူရှေ့မှာတည်တံစီရင်ခဲ့ပါတယ်။အဲဒီနောက်ဒီဇင်ဘာ9ရက်နေ့မှာလည်းလူတက်မှုအပိုင်းဝန်ရာဇဝမှုတွေနဲ့ဖမ်းဆီးခံထားတဲ့တရားခံ6ကိုအများရှေ့မောင်မှာပဲကွပ်မျက်ခဲ့ပါတယ်။ ေရန်ကလူမဆန်တဲ့ရုံကျက်တဲ့ပြစ်ဒဏ်ဖြစ်ပြီး MND ရဲ့တေရန်စီရင်မှုနဲ့ပတ်သက်ပြီးတော့ပြင်းပြင်းထန်ထန်ပြက်ပြက်တာတာဆန့်ကျင်ကြောင်းကိုဥရောပသမဂ္ဂ EU က2024ခုနှစ်မှာသဘောထားထုတ်ပြန်ခဲ့ပါတယ်ရှင်။နောက်ဆုံးရနိုင်ငံတော်ကသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အမေရိကန်ကိုတံပြန်အခွန်ပထမဆုံးအစီအမံချမှတ်ဖို့ဥရောပသမဂ္ဂမိစိန်ပြတဲ့သတင်းကိုမြစီမဝိုင်းတော်သားကိုဆိုင်ခန့်ကပြောပြပေးမှာပါရှင်။ တမရဒေါ်နယ်ထရန့်ချမှတ်ခဲ့တဲ့အခွန်နှုံးထားတွေကိုလက်တော့ပြန်တဲ့အနေနဲ့ပထမဆုံးစီမံတရက်ကိုဥရောပတမက EU ကဗုဒ္ဓဦးနေမှာချမှတ်လိုက်ပါတယ်။ဒီစီမံဟာယူရိုဘီလီယံ20ဘူးရှိတဲ့အမေရိကန်ထွက်ကုန်တွေဖြစ်ကြတဲ့ပေဘုံမော်တော်ဆိုင်ကယ်နဲ့အလှကုန်တွေပေါ်ပြင့်မှတ်ထားချမှတ်ခဲ့တာဖြစ်ပါတယ်။ မြတ်တာဗန်းမြတဲ့ဆွေးနွေးညှိနှိုင်းအဖြစ်ရှာမှုကိုအမေရိကန်ကသဘောတူမယ်ဆိုရင်ဒီလက်တုံပြန်အစီအစဉ်တွေကိုအချိန်မရွေးဆိုင်ငံ့ထားနိုင်ပါတယ်လို့ဥရောပသမဂအဖွဲ့ဝင်နိုင်ငံတွေကဒီစီမံအတွက်မီးစိမ်းပြပြီးမှဥရောပကော်မရှင်က ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့တာဖြစ်ပါတယ်။အခုချမှတ်လိုက်တဲ့အခွန်အရေးဟာအရင်လကဥရောပတန်မဏိနဲ့အလူမီနီယံပေါ်အမေရိကန်ကချမှတ်လိုက်တဲ့အကောက်ခွန်အပေါ်လက်တုပ်ပြန်ချမှတ်တာဖြစ်ပါတယ်။မကြေညာရသေးတဲ့ထရန့်ရဲ့နောက်ဆုံးအခွန်နှုံးထားတစ်တည်းအပေါ်ဥရောပရဲ့လက်တုပ်ပြန်မှုလည်းဖြစ်ပါတယ်။ဒီအစီအမံအရအကောက်ခွန်နှုံးထားတစ်တည်းကိုဧပြီလ15ရက်နေ့ကစပြီးကောက်ခံသွားမှာဖြစ်တယ်လို့လည်းဥရောပကော်မရှင်ကပြောထားပါတယ်။အမေရိကန်ခွန်အရေးဟာတရားနည်းလမ်းမကျထိခိုက်နေတာစေတယ်။ နှစ်ဖက်လုံးကိုစီးပွားရေးအထိခိုက်စေုံသာမကကမ္ဘာစီးပွားရေးတစ်ခုလုံးကိုလည်းအနေရကျရောက်စေတယ်လို့ဒီကြီးညာချက်မှာဆက်လက်ဖော်ပြထားပါတယ်။ဗတ်မြာပြီးအပြန်လန်အကျိုးရှိမဲ့သဘောတူညီချက်တည်းရရလိုပါတယ်လို့လည်း Brexit ကအလေးပေးပြောထားပါတယ်။ထရန်ကဥရောပကတင်တွင်းလာတဲ့ကားတွေအပေါ်လဲအခွန်25ရာခိုင်နှုန်းချထားပြီးသူကအပြန်လန်အခွန်လို့ခေါ်တဲ့အကောက်ခွန်20ရာခိုင်နှုန်းကိုလဲဥရောပတမကအပေါ်နောက်ထပ်ပြတ်မှတ်ထားချမှတ်ခဲ့ပါသေးတယ်။ ဒီအောက်ခွန်နှုံထားချမှတ်မှုတွေပေါ်တုံ့ပြန်မဲ့အစီအစဉ်တွေကိုနောက်တစ်ပတ်အစောဆုံးမှာထုတ်ပြန်သွားမယ်လို့ EU ဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ဗုဒ္ဓုံးတွေကချမှတ်ခဲ့တဲ့လက်တုံ့ပြန်အစီအစဉ်မှာအပိုင်းနှစ်ပိုင်းပါဝင်ပါတယ်။ပထမတစ်ခုကထရန့်ပထမတက်တမ်းမှာချမှတ်ထားပြီးလောလောဆယ်ဆိုင်းငံ့ထားတဲ့အခွန်တစုံကိုပြန်ထားမှာဖြစ်ပြီးအခွန်ကောက်ခံမှုကိုလာမယ့်အင်္ဂါနေ့မှာစတင်မှာဖြစ်ပါတယ်။ ဒုတိယအဆင့်မှာတော့အခွန်ချမှတ်ခံရမယ့်ထုတ်ကုန်စည်းရုံးတစ်ခုပါဝင်မှာဖြစ်ပြီးဒီထဲကအများစုက လာမယ့်လမှာစတင် အသက်ဝင်မှာဖြစ်ပါတယ်။တချို့ထုတ်ကုန်တွေအတွက်ကတော့ဒီဇင်ဘာလမှာစတင်အသက်ဝင်မှာပါ။ ဟန်ဂရီနိုင်ငံကကန့်ကွက်ပြီးဥရောပတမကအဖွဲ့ဝင်26နိုင်ငံသဘောတူထားတဲ့ထုတ်ကုန်စည်းဟာထရန့်ရဲ့ Republican Party ဝင်တွေအာဏာရထားတဲ့ပြည်နယ်တွေကထုတ်ကုန်နေအပေါ်အလေးထားပြုစုထားတာဖြစ်ပါတယ်။ဒီပစ္စည်းစည်းမှာကြက်သားစံပြောင်းအသီးအနှံနဲ့အခွန်အာသီးတွေတက်တာမော်တော်ဆိုင်ကယ်ပလတ်စတစ်ချီမြင့်တဲ့အထည်နဲ့လျှက်စစ်ပစ္စည်းတွေပါဝင်ပါတယ်။ ဆက်လက်ပြီးတော့အမေရိကန်မှာရှိတဲ့ရွှေပြောင်းသူတွေနေရပြန်ပို့ခံရမှာကိုစိုးရိမ်တာကြောင့်ဆွေမျိုးတွေထံကိုငွေပိုလွှဲတဲ့အကြောင်းကိုဂျူချန်းကပြောပြပေးမှာပါရှင်။အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ဗဟိုအမေရိကကရွှေပြောင်းနေထိုင်သူတွေဟာ2025ခုနှစ်ပထမ3လပတ်အတွင်းနေရက်ကိုငွေလွှဲပို့မှု20ရာခိုင်နှုန်းလောက်ပိုလောက်လာခဲ့တယ်လို့တရားဝင်ချက်လက်တွေကအခုသတင်းပတ်မှာဖော်ပြခဲ့ပြီးအဲဒါကသမ္မတဒေါ်နယ်ထရမ့်အစိုးရရဲ့ နေရက်ပြန်ပို့ခံရမှာကိုစိုးရိမ်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့စီးပွားရေးပညာရှင်တွေကပြောကြပါဗျ။စင်ရနွမ်းပါတဲ့ Guatemala, Honduras, El Salvador နဲ့ Nicaragua နိုင်ငံတို့ရဲ့ GDP ၄ပုံတစ်ပုံနှိပါက American အခြေစိုက်ရွှေပြောင်းနေထိုင်တဲ့သူတွေကသူတို့ရဲ့ဇာတိမြေမှာရှိတဲ့ဆွေမျိုးတွေစီကိုပို့တဲ့ငွေတွေဖြစ်ကြပါတယ်။ Guatemala ဘဟုဘဏ်ကအခုသတင်းပတ်မှာပထမ3လပတ်အတွင်းငွေလွှဲပို့မှုဒေါ်လာ9.64ဘီလီယံမှတ်တမ်းတင်ခဲ့ပြီး 2024ခုနှစ်ရဲ့အလားတူကာလထက်20.5%ကိုင်နှုန်းတိုးလာတယ်လို့ဆိုပါရယ်။ Honduras ဘဟိုဘဏ်ကလည်းငွေလွှဲပို့မှုဒေါ်လာ2.62ဘီလီယံလက်ခံရရှိခဲ့ပြီး2024ခုနှစ်ပထမ3လပတ်ထက်24%ရာခိုင်နှုန်းတိုးလာခဲ့တယ်လို့ဆိုပါရယ်။ El Salvador နဲ့ Nicaragua တို့မှလည်းပထမ3လပတ်အတွက်အချက်လက်အပြည့်စုံမရရှိသေးပေမဲ့ ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလတွေမှာနှစ်နိုင်ငံစလုံးကိုငွေလွှဲပို့မှုဟာ2024ခုနှစ်ရဲ့အလားတူလတွေထက်14.2ရာခိုင်နှုန်းနဲ့22.6ရာခိုင်နှုန်းအထိအသီးသီးတိုးလာခဲ့ပါတယ်။ El Salvador ဟာ2025ခုနှစ်ရဲ့ပထမနှစ်လအတွင်းမှာဒေါ်လာ3.4ဘီလီယံနဲ့ Nicaragua ကဒေါ်လာ906သန်းရရှိခဲ့တယ်လို့ဗန်နေကဆိုပါတယ်။ နီကာရာဂွာမှာအဲဒီကိန်းဂဏန်းဟာအမေရိကန်ပြည်ထောင်စုတာမကပဲကော့စတာရီကာဒေါ်လာ68.2တန်နဲ့စပိန်ဒေါ်လာ48.6တန်ငွေလွှဲပို့မှုတွေလည်းပါဝင်ပါတယ်။ကွာတီမာလာဘဟုဘန်ဥက္ကဋ္ဌအယ်ဗာရိုကွန်ဇာလက်စ်ကငွေလွှဲပို့မှုတိုးလာတာကိုရွှေ့ပြောင်းနေထိုင်သူတွေအမေရိကန်ပြည်ထောင်စုကနေပြန်ပို့ခံရမှာကိုစိုးရိမ်တာကြောင့်လို့မှတ်ချက်ပေးပါတယ်။ ကွာတီမာလာစီးပွားရေးလေ့လာသုံးသပ်သူ Eric Squanyu ကလည်းအလားတူအမြင်ကိုထောက်ခံခဲ့ပြီးပြန်ပိုးခံရနိုင်တယ်ဆိုတဲ့အန်ဒီရယ်ကိုရွှေပြောင်းနေထိုင်သူတွေကကြိုတင်တုတ်ပြန်တာဖြစ်ကြောင်းဒေသခံမီဒီယာတွေကိုပြောကြားခဲ့ပါတယ်။ဒါပေမဲ့ပြည်နှံတန်းပေးခံရပါကသူတို့ရဲ့စုဆောင်ငွေတွေကိုရယူနိုင်ဖို့နေရက်ကိုငွေပို့ပို့ခဲ့တာဟုတ်မဟုတ်နဲ့သူတို့အမေရိကန်ပြည်ထောင်စုမှာရှိနေချင်းဆွေမျိုးတွေအကျိုးခံစားစေဖို့ပို့ခဲ့တာဟုတ်မဟုတ်ကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ထရမ့်ကရွှေ့ပြောင်းနေထိုင်သူတွေကိုနေရက်ပြန်ပို့မဲ့အမေရိကန်သမိုင်းမှာအကြီးဆုံးလှိုင်းလုံးကြီးကိုပြုလုပ်မယ်လို့ကတိကဝတ်ပြုပြီးဇန်နဝါရီလမှအင်ပီရိုကိုပြန်လည်ရောက်ရှိခဲ့တာပါပြန်ပို့ခံရမှာကိုစိုးရိမ်ကြပြီးတော့ဗဟိုအမေရိကနဲ့တောင်အမေရိကကနေရွှေ့ပြောင်းနေထိုင်သူတချို့သူတို့ရဲ့အမေရိကန်ပြည်ထောင်စုခရီးစဉ်တွေကိုဖျက်ဆီးပြီးနေရက်ကိုပြန်လှည့်သွားကြရပါတယ်ရှင် you အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီတရရှိထားတဲ့ငွေလဲနှုန်း၊ရွှေစည်း၊စက်သုံးစီစည်းနဲ့စားအုပ်စီစည်းတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ဒါတွေကိုတော့မြစီမဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားပါရှင်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ1100ကျပ်၊ပြင်ပပေါ့စေ4440ကျပ်၊စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1558.5ကျပ် ပြင်ပပေါင်စီ3320ကျပ်။ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်1335.3ကျပ်၊ကျပ်ပြင်ပပေါင်စီ4890ကျပ်။ထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စဉ်60.8ကျပ်၊ပြင်ပပေါင်စီ130.3ကျပ်။မလေးရှားတရင်ကီကိုစစ်ကောင်စီတတ်မှတ်စဉ်466.93ကျပ်ပြင်ပပေါင်စဉ်995ကျပ် ပေါ့စည်းရှိပါတယ်။ပေါ်ပြပါငွေလဲလဲနှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုတ်တွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုံစဲအသင်းသတ်မှတ်စေ56သိန်း2000ကျပ်ပြင်ပပေါ့စည်း80သိန်း9000ကျပ်15ဘဲတစ်ချက်သားကိုရွှေကုံတဲ့အသင်းသတ်မှတ်စေ52သိန်း68950ကျပ်ပြင်ပပေါ့စေ66တင်း9000ကျပ်ပေါ့စေရှိပါတယ်။ပေါ်ပြပါရွှေစင်းလုံးတွေဟာ ချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်စက်သုံးစီစင်းတို့ကတော့ဒီဇယ်တလီတာကို2580ကျပ်၊ပရီမီယံဒီဇယ်တလီတာကို3190ကျပ်၊အော်တိတ်92တလီတာကို3000ကျပ်၊အော်တိတ်95တလီတာကို3050ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါစက်သုံးစီစင်းတို့ဟာအချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်။ နောက်ဆုံးရစားအုံးစီဈေးနှုန်းတွေကတော့စားအုံးစီတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်စီ6,980ကျပ်ပြင်ပပေါက်စီ9,500ကျပ်ပေါက်စီရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။တမစီမပရိုင်တာမြစီမပင်မသတင်းစီစဉ်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြီးစုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်။ တမစ်စီမပရာနာအစီအစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းချိန်ခါဖြစ်ကြပါစေရှင်။